KK Hunter Channel ကိုအားပေးနားဆင်နေတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျောင်းရဲ KK Hunter Channel လေးမှာတဘာဝကျိလက်တံငါဇာလန်ကောင်းနေနဲ့ရှားပါမှုဆိုဇာလန်ကောင်းနေကိုနေ့စဉ်တင်ဆက်ပေးနေပါရရှင်။ဒီကနေ့တင်ဆက်ပေးမယ့်ဇာလန်လေးကတော့စာရေးဆရာဖြာပုံလာမှုနယ်ရေးသားထားတဲ့မြန်ရိပ်စကန်ဇာလန်လေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါရရှင်။မိုးရေတဲတဲ့မိုးရေတဲတဲ့ကံကြီးတို့ညအကိုကလမှုပင်ပေါ်ကိုလှမ်းကြည့်လိုက်တယ် တာပန်အမွေးများစိမ့်ပြီးကြီးမားတဲ့နှုတ်သေးဝါဝါနဲ့တန်ငယ်ငယ်ကြီးကလည်းလမုပင်ကိုင်းနာမှာနားရင်ဆွဲဆွဲငယ်ငယ်ဩနေတယ်။ဒီညက်နာမိုးရွာခိုင်းပြန့်နေပြီ။ခွေးဘူးကငါးများကျိုးကိုလက်မှတင်လိုက်လျှော်လိုက်လှုပ်နေရင်စိတ်တူစွာနဲ့ရေရွက်လိုက်တယ်။သူတို့မိုးရွာမှာကိုစိုးရိမ်ပါတယ်။ဆောင်းစရာပါပဲမဲ့သူတို့ကိုကဗလာဖြစ်နေပါတယ်။သူတို့ဝှက်ထားတဲ့လုံချီကလေးများကအဖာရအချုပ်ရများထပ်ပြီး ဟောင်းလွှမ်းလာပါတယ်အကွက်အစင်ကလည်းခက်ဝါးဝါးသာမြင်နိုင်ပါတော့တယ်သူတို့လုံကြီးကလေးများစိုးသွားရင်ထပ်ပြီးတော့လဲစရာမရှိတော့ပါဘူးဘောင်းမီတိုကလေးများကသာတဲမှာကြံ့ရိတ်ခဲ့တယ်ညာအိယာမှာလည်းဘောင်းမီတိုကလေးများမှာအေးမလုံးပါဒါကြောင့်မိုးရွာမှာကိုစိုးရိမ်မိတယ်မိုးရိမ်တဲတဲမိုးရိမ်တဲတဲဒီတငင်းဝါငှက်ကတော့ညမသားဖြစ်ချင်းမိနဲ့တူတယ်ခွေးပု ပေးစမ်းကွာတေးကွာတီးထလိုက်စမ်းမယ်။ကံကြီးကလက်ထဲကငါးများကျိုးကိုချိန်မမှနှစ်ပတ်သုံးပတ်ရှင်းလိုက်ပြီးလေဦးကခွေးပူစီတေးကွာလှမ်းတောင်းလိုက်တယ်။သူကတညင်းဝါကြီးကိုအသေးချာချင်းပြီး လောက်စလုံးကိုလှုပ်လိုက်တယ်။လမှုပင်ကအတော်လန်းလို့မှန်းရမရောက်ပဲလောက်စလုံးကတညင်းဝါကြီးအနီးကတိရွယ်များကိုမှန်ကပွတ်သွားတယ်။တညင်းဝါကြီးကတဲတဲလို့အော်ရင်ပြန်သွားတော့တယ်။ စိန်စုံမြန်မာတဲ့ကန္တဆိုးပင်ကြီးများနဲ့လက်မှုတမဲ့ဘျူးပင်ထူထပ်တဲ့သောစီကတညင်းဝါကြီးအတန်းကြောင့်လုံလုံရှားရှားဖြစ်သွားတယ်။တကိုင်းမှတကိုင်းတပင်မှတပင်ကိုကူးတန်းနေကြတဲ့တကုံးလုံးနေခြင်းစံအမွေးများနဲ့မီးစံဖွာဖွာကြီးရှိနေတဲ့ရှင့်များကလည်းလမ်းဖြတ်ကအတိုက်အုံများကြောင့်တေးလွာခုပုံးကြတယ်။ချောင်းပေါ်ကိုင်းကြနေတဲ့တက်ကိုင်းကြောင့်တစ်ခုမှစီတန်းနားနေကြတဲ့ ပြန်လွားငယ်ကလေးများကလည်းလန်လိုပြန်ကြတယ်။မြင်မာတဲ့ကနဆူပင်တပ်ပင်ပေါ်မှာမြောက်တကောင်ကပြေးလွားရင်းနဲ့တိတ်ကိုင်းကြောက်တစ်ခုနဲ့ပြုတ်ကြရာမိယာကိုင်းကိုတွဲလွဲခိုးပြီးအစားတပင်ပေါ်ကိုပြေးတက်သွားတယ်။ဟာဆွဲတယ်ကွာ။ကန်ကြီးကလက်ထဲကငါးများကိုဇက်ပြီးဆောင်းဆွဲလိုက်တယ်။သူလှုပ်ရှားတဲ့အရှင်ကြောင့်လေကလေးကဘယ်ညာလူးသွားတယ်။ခွေးပူကလေကိုထင်းရင် ကျဲပါတဲ့မင်းကြီးကိုအတင်ကင်ထားလိုက်တယ်။ကန်ကြီးကငါးများကျုပ်ကိုခတ်တော့သုံးဆွဲတင်လိုက်တယ်။အတော်ကြည့်သလားအကိုမင်းနဲ့ထိုးရမလား။မထိုးရပါဘူးကွာ။တိမ်မကြီးပါဘူးကွာ။ကန်ကြီးကသူ့ကျုပ်ကိုရှော့ပေးလိုက်ဆွဲတင်လိုက်တဲ့လုံရင်ပြောတယ်။ရေထဲမှာငါကလေအနီကိုရောက်တဲ့အခါတအားဆောင်ယုံလိုက်တယ်။ကန်ကြီးကအလျှော်ပေးလိုက်ပြီးပြန်ဆွဲတင်လိုက်ရာငါကြီးကယုံကန်ရင် လေပေါ်မှာပါလာတယ်။ နောက်ခမ်းမွေးကြီးကားကနဲ့ပင်လယ်ငါခုကြီးတကောင်ဖြစ်တယ်။တပိတ်တာထမှန်နဲ့အလေးချိန်စီးတဲ့ငါဖြစ်တယ်။ညီအကိုနှစ်ယောက်ကဝမ်းသာသွားတယ်။ညနေစာအတွက်ပင်လယ်ငါခုသားနဲ့စားကြရတာပဲ။သူတို့သားဆိုအတွက်နှစ်နက်စာတော့လုံလောက်ပြီးပြန်ပါတယ်။ဟင်းစားရပြီးသွားကြစို့။အဖေတို့စီကူးသွားကြရအောင်။ကန်ကြီးကဗဇတ်ထဲမှာငါးများကိုဖြုတ်လိုက်တယ်။ငါခုကြီးကိုလေကန်နဲ့ဖိထားလိုက်တယ်။တရားတော်မှာကိုတည်တဲ့ငါးကြီးက တချက်တချက်ခုံပြီးငြိမ်သွားတယ်။သူတို့ကဥတချက်ပဲတချက် လမုကိုင်းမှာခြေထားတဲ့ကြိုကိုဖြတ်ပြီးချောင်ရုပ်အတိုင်းလှော်ခဲ့ကြတယ်။ချောင်ရည်ကညှို့နေတယ်။ရေတရင်တော့အနံရှန်တက်ပြီးတပုတ်တဆွေးနဲ့တဆိုင်များကရေထဲမှာမျောပါကြတယ်။အဲဒီအခါရေကညှို့သွားတယ်။တောချောင်ရည်ကအမြဲညှို့နေတက်ပါတယ်။ကျဲပြီးရေစည်းတန်တဲ့ချောင်ထဲမှာလေတံပန်းများအသွားအလာအလွန်နှဲပါတယ်။ မြို့မှာထင်းခေါ်လာကြတဲ့လေတံပံများနဲ့တက်လုံးများဖောင်ဖွဲမျောတက်တဲ့တက်ဖောင်ကြီးများသာတခါတရံရေးအစုံနဲ့ဆင်းသွားကြတယ်။ဥဒတက်ပဲတက် မမှန်လော်လာတဲ့ကံကြီးတို့လေကလေးကရေကိုစမ်းပြီးတက်ခဲကြပါတယ်။သူတို့ကခေါင်းပေါ်မှာအဝတ်အုပ်ထုံများစောင်းထားကြတယ်။ကိုယ်ပေါ်မှာအင်ကြီးမရှိကြပါ။သူတို့ကိုယ်မှာအသားများညိုနေကြပါတယ်။မကြခင်ချားပေါက်ကလေးတစ်ခုကိုယောက်ကြတယ်။ ချောင်းကလေးကကျင်းလာတယ်။လေနှစင်ရှင်းသွားလို့ပင်မရပါ။မြေကိုနှယောက်ကချောင်းကလေးတဲ့ကို လေကိုလောပြီးဝင်ခဲ့ကြတယ်။တပင်များကသူတို့အပေါ်မှာအုံမိုးနေတယ်။လေလောဝင်လာတဲ့အချိန်ကြောင့်ချောင်းတွေကရေကလှုပ်ရှားနေတယ်။ချောင်းကလေးကလည်းကြိုးကျနေတဲ့တက္ကန်းတစ်ခုပေါ်ကိုရေညွံ့ရတောက်နေတဲ့ပင်လယ်ကနန်းကြီးတစ်ကောင်တွေ့တက်နေပါတယ်။ကန်ကြီးတို့ကပင်လယ်ကနန်းကြီးကိုတစ်ချက်အသာကြီးပြီးဆက်လောသွားကြတယ်။ သူတို့ကဏ္ဍမဆားကြပါကဏ္ဍကပိုင်းနာတက်တယ်ကဏ္ဍသားကိုမဆားခြင်းအောင်လဲမုံနေကြတယ်ငါးမြရဲ့အတွက်သာကဏ္ဍကိုဖမ်းကြတယ်ချောင်းကလေးတဲ့ကိုအတန်းကြာဝင်းမိတဲ့အခါလှော့ဖြတ်တန်ကို သူတို့ကြားရကြတယ်သောတန်နဲ့လှော့ဖြတ်တန်ခက်အုပ်ထွက်ပေါ်လာနေတယ်တနည်းအားအရောက်မှာတော့လှေခက်ကြီးကြီးတစင်ကန်းကိုစိုက်ကက်လာလာကိုတွေ့ကြရတယ်သူတို့လေကိုလည်းလှေကြီးနှစ်ဘေးမှာတွဲချီလိုက်ကြတယ်အဲဒီနောက်သူတို့က ဓာတချောင်းစီကိုကိုင်းပြီးခုတ်ထွင်းဖောက်လုထားတဲ့ခြေသွားလန့်ကလေးအတိုင်းတိုက်ခဲ့ကြတယ်။ဒုတ်များတစ်တုံးများကိုကန်လန့်ခင်းထားတဲ့လမ်းဘေးဝဲရမှာချုံများတဲ့ကနဆူငုံများကအသေးရဖွဲပြည့်နေကြတယ်။သူတို့ကခြေတဘဝစာခင်းထားတဲ့တစ်ချောင်းတစ်တုံးများပေါ်မှာဂယုတဆိုင်လှမ်းနေကြရတယ်။ခွေးဘူးကကျဲလောင်စွာပန်းစားမှာအသံပြူလာတယ်။လွားတိုက်တန်းခမ်းမမထွက်ပေါ်နေတဲ့နေရာမှာ ုံပြန်တဲ့အတန်းထွက်လာတယ်။အတော်ကလေးရှောင်းမီမှဖခင်ကိုပြားနဲ့မိခင်မအေးကိုတွေ့ရတယ်။လူကြီးတစ်ဖက်စာများကြီးမတဲ့ကနဇိုပင်ကြီးကအရင်မှတတိပြန်လျက်လဲကြသွားတယ်။တပင်ကြီးအောင်မှတုံးအတူအစအများကိုခူးပြီးတက်ရိုက်ထားတဲ့အတွက်တပင်ကြီးကမြေကြီးနဲ့လွတ်နေပါတယ်။ကိုပြားနဲ့မအေးကတပင်ကြီးကိုငမန်းဆွဲခေါ်တဲ့လွှာနဲ့အနေတော်သုံးများဖြစ်အောင် ပိုင်းနေကြပါတယ်။တပင်ကြီးကပင်စီဖြောင်ဖြူးပြီးအကိုင်းငယ်များကိုဓာတ်နဲ့ခြိုင်ဖြတ်ထားကြတယ်။ထင်းတော်အတော်များများကြနေပြီးပြက်တယ်။ဘာဟင်းလျာရခဲ့လေဟိ။ကိုပြားကနှစ်ဖူးမှဆွေးများကိုတက်ချရင်ခါဆန့်ရက်၍မေးလိုက်တယ်။မအေးကအနည်းမှတက်ဆွေးချားတစ်ခုနဲ့ဖုံးထားတဲ့မိဘကိုထင်းကလေးများဖြေးပြီး ကုန်းမုံနေတယ်။မိခိုးများကသူတို့ပဝင်းကျဲမှာပြန့်လွယ်နေပါတယ်။ ထို့သောမိကိုထဲ့ထားမှဖြုတ်ကောင်းများအနာမကန်းနိုင်မရှိမှဖြစ်ပါれပင်လယ်ငါခုတကောင်မိတဲ့အဖေရဲ့တပိတ်သားထမအောက်ဘူးပြခွေးဘူးကဝန်တာအာရပြောလာတယ်ညာစာနဲ့မနဲ့စာတော့စားလောက်တယ်ဟိမအေးကထမဲရဲရှားကိုပြင်ဝတ်တယ်ဂျိန်နဲ့စွာပြုံးရင်ပြောတယ်ဖာခင်ကိုပြားကလည်းဝန်တာနေတယ်သူတို့တာဝန်ကျေခဲ့ပြီဖြစ်တယ်ကန်ကြီးနဲ့ခွေးဘူးကလည်းရှင်လဲအားတက်နေကြပါတယ်ကဲ မင်းတို့သားအမိဆွဲကြအောင်ငါတုံတွေထမ်းချလိုက်အောင်မယ်ဟာခင်ရဲ့စကားအဆုံးမှာတော့ကန်ကြီးကလာတပတ်ကိုလှမ်းယူလိုက်တယ်တညီတဲ့ဖြစ်ရန်အတိုင်းနဲ့ထင်မှတ်ထားတဲ့နေရာမှာလာသွားကိုတင်းပြီးသားအမိနေရာခက်ဖြည်းဖြည်းဆွဲလိုက်တယ်လာသွားချင်းတက်တုံးတဲ့ကိုတစားတစားနှစ်ဝင်သွားတာနဲ့သူတို့ကခမမှန်ဆွဲဖြတ်ကြတယ်ကိုပြားကအပြားမှာနှခွားပါတဲ့ဒုတ်တချားကို ကြောင်ဝေးလှုပ်ပြီးထင်းနှုံးကြီးများကို ကြောနေဖို့ကလေးဆိုင်ထားတဲ့ကန်းသူထမ်းချတယ်။ခွေးဘူးကမိဖို့တဲ့ကိုလှစာမုံများဆုထည့်ပေးပြီးတော့ခြုံများအောင်မှာဟိုနီယာတဆုဒီနီယာတဆုရှိတတ်တဲ့သစ်ဆွေးမြေများပေါ်မှာပေါက်နေတဲ့တောစိတ်ဖူးပင်နှုတ်တို့များကို လိုက်နှုတ်နေပါတယ်။တာဝန်ကိုစင်းနဲ့လောက်ကန်နေကြတဲ့သူတို့တွေကအလင်းရောင်အတော်မိမ့်မှာလေနဲ့ထွက်ခဲ့ကြတယ်။ထင်းနှုံး30ကိုလေနဲ့စင်းမှာ မြတင်းပြီးလော်ခဲ့ကြတယ်။လေနှစင်းလုံးမှာရေပေါ်မှာလက်လေးလုံးခန့်ပေါ်နေတော့တယ်။နေရောင်မိန်တဲ့အခါစိမ့်ဆိုတဲ့တက်ပန်းခြုံတွေများကညိုလာတယ်လို့ထင်ရတယ်။အိတ်တန်းတက်တဲ့ငှက်ကလေးများရဲ့အတန်နဲ့တော်ကစူညံနေကြတယ်။ချောင်းထဲမှာရေရှမ်းနေပြီးဖြစ်တယ်။တော်အောက်ခြေမှာရေများလွှမ်းနေကြတယ်။အဖေတို့ပြန်လာပြီ။အဖေတို့ပြန်လာပြီ။တဲကိုလမ်းမြင်တာနဲ့လေဦးမခွေးဘူးကဦးလိုအတန်းပြုတ်လိုက်တယ်။ တဲထဲမှာငားနဲ့အရွယ်တာတူးလေးကဝမ်းသာအားရအောင်ရင်ကိုတော်လုံးကျွန်းနဲ့ဒါတာဥပတ်ကိုပြေးထွက်လာတယ်။သူ့နောက်မှာခွေးကလေးကောင်းသားနဲ့တန်းချီမကလည်းပြေးထွက်ကြတယ်။တန်းချီမကအသက်၁၂နှစ်ရှိပြီဖြစ်တယ်။သူမက ကိုပြားနဲ့မအေးတို့ရဲ့အကြီးဆုံးသမီးဖြစ်တယ်။ဟေးအမနေငရုတ်သီးထောင်းထားရလား။ဒုပင်လည်းငါခုတကောင်ရလာတယ်။အကြီးကြီးပဲဟေးဒီမှာတွေ့လား။စူလိုက်တဲ့ကောင်စီ စာရင်နောက်ခန်းတော်အစီတက်မယ်အေးဟဲကြီးလိုက်တာကြီးဟန်ကြတာပဲဟိလေးဦးမခွေးဘူးကကျဲလောင်းကျဲလောင်းနဲ့ပြောရင်ပင်လယ်ငါခူကြီးကိုဗဟမကန်၍ပြတယ်တန်းကြီးမှဝမ်းသာသွားတယ်သူမကလူရမရငရုတ်တီထောင်းကြတယ်တတက်ဦးကိုလေးဦးထိတ်ကက်တာနဲ့တန်းကြီးမကငါကိုလှမ်းယူလိုက်တယ်သူမကချက်ချင်းဒါတချောင်းနဲ့ပြန်ထွက်လာပြီတဇမိတ်ရှိ ရေအိုးနှစ်ပေမှာသုံးပေါ်မှာငါးကိုခုတ်ထက်တယ်။လေနှစင်းပေါ်မှာထန်းတော်များကိုမိသားစုလေးယောက်ကတဲရှိကလပ်မြေပြင်ပေါ်ကိုတင်းနေကြတယ်။ရေပြည့်ရေရှမ်းနေလို့အလွဲတကူတင်းနိုင်ကြတယ်။ကံကြီးနဲ့ခွေးပူတို့ကကိုပြားပြက်ချထားတဲ့ထန်းတော်ကြီးများကိုလိမ့်ပြီးတနေရာထဲမှာစုပုံကြတယ်။မကြမီထန်းတော်အားလုံးကံပေါ်ကိုရောက်သွားတယ်။ကံကြီးနဲ့ခွေးပူတို့ကတဒတ်ဦးမှာရေချိုးနေကြတယ်။ သမီးကြီးတန်းချီမှာအတင်တဲလိုနှက်ထားတဲ့လက်ဖရည်ချမ်းအိုးဘေးမှာစောင့်ကြောက်ထန်ရက်တခွက်ပြီးတခွက်မှုတ်တောက်လိုက်တယ်။ဟာနေတဲ့ဝမ်းထဲမှာလက်ဖရည်ချမ်းများပြည့်သွားမှထရံဘေးမှာတီးတန့်ထားတဲ့သူ့လက်ဆွဲတော်ပစင်ကိုဆွဲပြီးတဲရှိကိုဆင်းလာခဲ့တယ်။တန်းချီမရဲ့ငါခူသားငါဟင်းအိုးကမီးတောင်များနေတဲ့မီးဖိုပေါ်ကိုရောက်နေပြီးဖြစ်တယ်။ကိုပြားရဲ့ဇပင်က နရွယ်ဖုံးအောင်ရှေးနေတယ် ပစိန်ကိုအားပြုပေါက်ချလိုက်တိုင်းသူ့ကိုကြီးကရေကိုကမ်း၍ကမ်း၍ညွတ်သွားတယ်။သူ့စပင်းရှင်များကတဖွာဖွာလှုပ်ရှားနေကြတယ်။သူ့ကိုမှကြက်သားအပြိုင်းပြိုင်းကချွေးနဲ့ဖူတစ်တောက်ပြောင်နေပါတယ်။လက်မန်းလက်စာကျင့်သားရပြီးခွန်အားကောင်းလာတဲ့ကိုပြားရဲ့ထင်းပေါက်တန်ကနေရာမပြတပြားတည်းအုံမောင်ကြီးခောက်တန်လိုဒေါ်လိုင်းတန်နဲ့ညမ်းနေတယ်။ထင်းချံအတော်များများရနေလေးပြီးဖြစ်တယ်။ သူရဲ့ထင်းချမ်းများကိုမာယူထားတဲ့တန်ပန်ရောက်ရင်တင်ပေးရမယ်။အဲ့ဒီအခါငွေအချို့နဲ့စံစီစားငရုတ်ချက်တော့အာလူအပြင်အဝတ်အထည်များပင်ရပေးပြီဖြစ်တယ်။ဒါကြောင့်သူကထင်းချမ်းများကိုခါဝါဝါမြန်နိုင်သေးတဲ့အထိဆက်ပေါက်နေပါတယ်။တဲတဲကငါဟင်းအိုးနဲ့ကသူ့ထံကို ပြန့်လွင့်လာတယ်။ကိုပြားရဲ့ဝမ်းထဲမှာတကွီကွီပင်မီးသွားတယ်။ဆက်မပေါက်ချင်တော့လာအောင်စားလောင်နေပါတယ်။ ိုပြစားကြစို့မအေးကထမင်းပွဲအသင်ပြင်ပြီးမှလှမ်းခေါ်တယ်အေးစားမယ်ကိုပြကတဝက်တပြက်ကြံနေသေးတဲ့ထင်းတော်ကိုချားခဲ့ကပစိန်ကိုကပြင်းပေါ်ပြစ်တင်းပြီးတတအူးတို့ထွက်လာခဲ့တယ်လေနံကိုကိုင်းပြီးရေရက်ကိုဘုံခနဲ့ဆင်းပြီးကိုကိုတချက်နှစ်ချက်ပုတ်တက်လျက်ပြန်တက်လာခဲ့တယ်တဲကပြန်မအေးအသင်ပြင်ထားတဲ့တေခေါဆိုးလုံးစီဟောင်းကိုခတ်တက်တွေလဲဝစ်တယ် ရေစုံနဲ့ပင်ကိုကိုတော့ပြီးထမင်းပွဲဝင်ထိုင်လိုက်တယ်။ဂျိုင်မွေးတဲ့ငါးဟင်းနဲ့ကိုသူကအားပါတရားရှူမိတယ်။မိစားအားကောင်းတဲ့ရေနံစီမိခွက်ကြီးကထမင်းပွဲနဲ့ဘေးမှာထွန်းလင်းနေတယ်။အားပါပါဟင်းကတဲကောင်းနေကွာ။ကိုပြအီတီများပြောနိုင်မှာတော့တယ်။ဟင်းစားရှာပွေပေးရတဲ့တာဝန်ကိုခြေပွန်ခဲ့တဲ့သားနှစ်ယောက်နဲ့မအေးလက်ထက်တင်ထားတဲ့ထမင်းချက်ဟင်းချက်ကောင်းတဲ့သမီးကြီးကို လိုက်လဲစွာချိန်ဝန်းချင်းမိမဲ့သူခင်များပါဇက်မအားရှာပါ သူနည်းသူ မသူမလည်းစကားမပြောနိုင်ကြသေးပါမိသားစုအားလုံးကဒုတက်ဖတ်ထောင်းတဖန်လဲနဲ့မျောသားများခင်းထားတဲ့စံပြံပေါ်မှာအလဲမှာချထားတဲ့ဟင်းစလုံးငပိရေခွက်ဒုစရာပကံတို့နဲ့နေနိုင်သမျှနေအောင်တိုးတိုးကျိကျိထိုင်ကြရင်လောင်မြည်ကျွေးနေတဲ့ဝမ်းကိုဖြည့်သွင်းနေကြပါတယ်ငါဟင်းနဲ့ တောစိတ်ဘူးနန်းတို့ကသူတို့အဖို့အရသာပြေးသွားတဲ့အာဟာရများရဲ့ရန်နံပင်ဖြစ်ပါတယ်ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးစရာဖြာပုံလာမှုတွေရေးသားထားတဲ့မြာရိတ်စကံဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်အားပေးနာဆင်ခဲ့တဲ့ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်